ားလုံးပဲမင်္ဂလာပါရှင်။ My Gadget Review Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ ဒီနေ့မှာစုလိုက်ကအရင်စီ42ထံဈေးပိုတက်တာပြီးတော့ပုံမကောင်းမွန်လာတဲ့ Samsung ရဲ့ Tab Generation 40 Plus Smartphone ဖြစ်တဲ့ Galaxy Z Fold 3လေးကိုတပတ်လောက်စမ်းသုံးကြည့်ထားတဲ့ Experience Review လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ43လေးကအရင်42ထက်ဈေးသက်သာရယ်ဆိုပေမဲ့လည်းဈေးကတော့ကြီးနေတော့မယ် ဖလက်ရှစ်ဆိုတာထဲကသူကလက်ဇရီဆက်ဆန်သုံးချင်တဲ့သူတွေအတွက်ရည်ရထားရလို့ဆုလိုက်မြင်တယ်။သူ့ကိုကင်ရတဲ့ feeling ကကြတော့တော့ဒီဘေးပေါင်လေးပေါ့နော်အလူမီနီယံနဲ့လုပ်ထားပေးတာဆိုတော့ပို့ပြီးတော့အကြမ်းခံတယ်။ဒီအနောက်ဘက်ကိုကြတော့သူက Gorilla Victus နဲ့အုပ်ပေးထားတယ်။ flip လုပ်တဲ့အနေထားမှာဆိုရင်တော့ Tamen ဖုန်းတစ်လုံးလိုပဲအသုံးပြုလို့ရတယ်။ Four River ဖုန်းတစ်လုံးဆိုပေမဲ့လည်းအရန်ကြီးတော့လေးမနေဘူး။ Tamen ဖုန်းတစ်လုံးထက်အလေးချိန်လေးနည်းနည်းပိုနေရောပေါ့နော်။ ပြီးတော့သူ့ရဲ့ screen size ကကြတော့6.7 inch ရှိပြီးတော့24.5:9 ratio ဖြစ်နေရဆိုတော့ screen size လေးကနည်းနည်းလေးကျင်းပြီးတော့ရှင်းမြမြောလေးဖြစ်နေတယ်။ဆိုတော့သုံးရတဲ့ခါမျိုးမှာ node bar ကိုလက်နဲ့မထိတာမျိုးတွေဖြစ်နေရ100သုံးမယ်ဆိုရင်တော့တာမန်လက်သေးတဲ့သူတွေအတွက်ကတော့အဆင်ပြေမယ်လို့မထင်ဘူး။ထူးခြားတာကသူ့ရဲ့ outside screen မှာလည်း 120Hz refresh rate ကိုထည့်ပေးထားတာဆိုတော့42ထက်တော့ဒီတစ်ချက်ကလုံးဝပို့ပြီးတော့မိုက်တယ်။ပြီးတော့ unflip light လို့ရှိရင်လည်း 7.6 inches ရှိတဲ့ tablet အသေးစားပုံစံလေးဖြစ်သွားတယ်။အရောင်ကလည်း AMOLED ကိုသုံးပေးထားဆိုတော့စိုးစိုးတက်တောက်လေးလည်းရှိတယ်။ဆောင်ရွက်ပေါ်မှာတော့သူ့ရဲ့ inside screen ကအရင်4.2ထက်30%ပိုအကျန်းခံလာရင်ဆိုထားပေမဲ့လည်းတကယ်လက်တွေ့မှာကျတော့တခြားဖုန်းထက် screen ကတော်တော်လေးပြော့နေသေးအောင်တွေ့ရတယ်။မတော်တဆပေါ့နော်လွတ်ကြပြီးထိခိုက်မသွားဘူးခရူးဆိုင်ရမယ်။ပျက်စီးသွားရင်လဲရမယ်စရာလည်းမသိဘူးလीနော်။ inside screen ကိုလည်း120 hertz view rate နဲ့ပဲ daily သုံးပတ်ဆိုရင်လည်းလုံးဝကိုစမှုဖြစ်တဲ့ YouTube video တွေကိုကြည့်ရတာကလည်းတော်တော်လေးအဆင်ပြေတယ်ပြီးတော့ခောက်ထားပြီးတော့ထောင်ကြီးလို့လည်းရတယ်ပေါ့နော်ရုပ်ရှင်တွေကို screen ကြီးကြီးအရောင်စူစူတောက်တောက်ကိုမှ120 hertz နဲ့ကြည့်ရတာဆိုတော့အယံကိုမိုက်တယ်ဒီထက်ပုံမိုက်တာကသူ့ရဲ့ stereo speaker အပေါ်မှာတစ်လုံးအောက်မှာတစ်လုံးပါတယ်။ AKG ကကျုံးလုပ်ပေးထားမှု audio ကတော့လုံးဝကိုအားရစရာပဲ IPSH water resistant ပါတာမို့ရေစိုးလဲခံတယ်ဒီလိုခေါဖုံးတလုံးကိုရေစိုးခံအောင်လုပ်ပေးထားတာကလည်းတကယ်ကိုမိုက်တယ်ပေါ့နော်ဒါပေမဲ့တဲရီဖုံးမုတ်တွေတော့ဝင်လို့မရဘူးဆိုတော့ကမ်းခြေတွေပါတယ်ယူသွားမယ်ဆိုရင်တော့စဉ်းစားဖို့လိုမယ်နော်နောက်ထပ်ပြီးထူးခြားတာတစ်ခုကသူ့ရဲ့ selfie camera က under display ဖြစ်သွားတယ်။လုံးဝကြီးပြောင်းနေတာမျိုးတော့မဟုတ်ဘူး။အပေါ်မှာ pixel လေးတွေအုပ်ထားတဲ့ပုံစံမျိုးလေးပေါ့နော်။ကိုကတစ်ခုခုသုံးနေတဲ့အခါတော့ရုပ်ရှင်ကြည့်နေတဲ့အခါမျိုးတွေမှာအကွက်နေရာမျိုးတွေမဖြစ်တော့ဘူး။သူ့မှာဒီလိုမျိုးလေးထည့်ပေးထားတာကလည်းတကယ်ကိုမိုက်ပါတယ်။ ပြဿနာတစ်ခုကတော့သူ့ရဲ့ selfie camera quality ကတိတ်ပြီးတော့အားရစရာမရှိဘူးဖြစ်နေရယ် selfie ပုံကောင်းကောင်းရိုက်ချင်တယ်ဆိုရင်တော့ outside screen က selfie camera နဲ့ရိုက်တာပိုကောင်းမယ်လူတော်တော်များများကတော့ Apple လုတ်တဲ့အနေထားမှာပဲ video call ပြောတာတွေ meeting တက်တာတွေအများဆုံးလို့ဖြစ်ကြတာဆိုတော့ inside screen က selfie camera ကိုပဲပို့ပြီးတော့အသုံးများကြတယ်ဆိုတော့ Samsung အနေနဲ့နောက်ထပ်လာမယ့်4 series တွေမှာဒီတစ်ချက်ကိုပြင်ဆင်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ် ။ back camera မှာတော့ main တလုံး wide angle တလုံး telephoto တလုံးပါတယ်။သုံးလုံးစလုံးကတော့12 megapixel ပဲ။ရည်ကြီးတလောက်ကတော့မစိုးဘူး။ detail လေးတွေကလည်းမိုက်တယ်။ဒါပေမဲ့ flash camera quality လို့တော့ပြောလို့မရသေးဘူး။ wide angle ပုံလေးတွေကလည်းတော်တော်လေးကိုမိုက်တယ်။ resolution လေးတွေကိုတစ်ချက်ကြီးကြီးလဲအောင်။အော် resolution လေးတွေကိုမကြည့်ခင်မှာစွန့်နိုင်တို့ရဲ့ my gadget review facebook page telegram channel youtube channel ကို like and subscribe လုပ်ထားပေးဦးနော်။ဒါဆိုကြည့်လိုက်ရအောင်။ thank you ကျတော့ performance ဘိုင်း slash dragon triple 8ကိုတုံးပေးထားတယ်။ run dragon နဲ့ဆိုတော့ multi skin ဘိုင်းနဲ့တခြားဘယ် game ပဲဖြစ်ဖြစ် handle လုပ်နိုင်တယ်။အေးအေးဆေးဆေးအသုံးပြုလို့ရရပေါ့နော်။ဒီလိုမျိုး four level form တစ်လုံးကို multi skin လုပ်လို့ရတာကတော့လုံးဝကိုမိုက်တယ်။ application တွေကိုတပြိုင်နက်တည်းဖွင့်ပြီးတော့လဲ screen ကြဲကြဲနဲ့သုံးလို့ရတယ်။ email သုံးတဲ့အခါမျိုးမှာလဲ site နှစ်ခုခွဲလိုက်ပြီးတော့တခါတည်း mail ဆစ်လို့ရတာတွေ browser မှာ tab တွေအများကြီးဖွင့်ပြီးတော့လဲသုံးလို့ရသေးတယ်။ mini tablet site ဖြစ်တာမို့ကိုယ့်အလုပ်အတွက်သုံးတာပဲဖြစ်ဖြစ် personal အရာသုံးတာပဲဖြစ်ဖြစ်ပေါ့နော်။ laptop စီသွားကြမလို့ပဲနဲ့ဒီမှာရင်တခါတည်းအဆင်ပြေအောင်လုပ်လို့ရတယ်ဆိုတော့ impressive ဖြစ်တယ်။ သူက Snapdragon 888ကို120 Hz refresh rate နဲ့ AMOLED 2H ပါပေါင်းစပ်လိုက်တော့ဂိမ်းဆော့ရတာလည်းလုံးဝကိုအမိုက်စားပဲ။ဒါပေမဲ့ mini tablet size ဖြစ်နေတော့ဂိမ်းဆော့တာကြာလာရင်လက်ထက်မှာတမျိုးကြီးဖြစ်လာတယ်။ gaming feel ကိုသိပ်ပြီးတော့မရတော့ဘူး။ဆိုတော့ဂိမ်းအမြဲဆော့နေတဲ့ heavy gamer တွေအတွက်ကတော့အကြိုက်လောက်မယ်လို့မထင်ဘူး။ 120 Hz ရော Snapdragon 8ရဲ့ AMOLED screen နှစ်ခုတော့ပါတယ်ဆိုတော့ battery စားမှာတော့တေချာတယ်။သူ့မှာ 4400mAh battery ပါတယ်ဆိုပေမဲ့လည်း inside screen နဲ့သုံးမယ်ဆိုရင်တော့ one day ပဲ။ညကျရင်တော့တေချာပါအပြန်သွင်းရပြီ။ outside screen နဲ့သုံးမယ်ဆိုရင်တော့ battery ကပိုပြီးအသုံးခံတယ်ဆိုပေမဲ့လည်းမျောလင့်ထားတဲ့လောက်တော့မဟုတ်သေးဘူး။ 4D ဘက်ဖုန်းတစ်လုံးမှာ user တွေအဓိကမျှော်လင့်တဲ့ battery life ကတော့ 4D မှာမပြည့်စုံသေးပါဘူး။ charging speed ကတော့ 27W နဲ့ဆိုတော့အသွင်းရတာလည်းအရင်မကြတော့အဲ့တခုကတော့အဆင်ပြေတယ်။အရင်အနေနဲ့ကတော့ဒီအနက်ရောင်လေးရဲ့နောက်ထပ်အဖြူရောင်နဲ့အစိမ်းရောင်ဆိုပြီးတော့တောင်းရောင်လာပါတယ်။ ဆိုတော့ဒီဖုန်းက Snapdragon Treble 8လိုမျိုး Flash SoC ကိုသုံးထားပေမဲ့လည်း Flash smartphone ဆိုတာထက် luxury ဘက်ကိုပို့ပြီးတော့သွားရလို့မြင်မိတယ်။ Heavy သုံးဖို့ထက် professional ဆက်ဆံအထာကျကျသုံးကျင်တဲ့သူတွေ၊တာမန်ဖုန်းတစ်လုံးထက်ပိုတဲ့ experience ကိုခန်းစားကျင်တဲ့သူတွေကတော့အလုံးဝကိုရွေးချယ်တင်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ပတ်နောက်ပတ်တွင်မှလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ product လေးတွေကို review လုပ်ပေးမှဖြစ်တာမို့ဆက်လက်ဆောင်ရွက်ကြည့်ရှုအားပေးကြပါအောင်ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။တာတာ